ိုင်တဲတော့ဘာလို့ねမကြည့်တွေ့တာကြားလို့ထင်တယ်ဗျမကြည့်ပါဘူးသူဖုန်းဒီဇိုင်းတွေတော့တော်တော်လေးတိုးတက်လာပြီလို့ပြောလို့ရတယ်ဗောနောပြီးတော့ဒီတစ်ခေါက်ကဘာထူးခြားလဲဆိုတော့ဒီကောင်ရဲ့ဒါ budget ဖုန်းဈေးတန်းနဲ့မှာဒီကောင်မှာလုံးဝထူးထူးခြားခြားပါလာတဲ့ဒါ feature လေးတွေရှိတယ်ဗောဗျာဒီကောင်ကတော့အိုင်တဲ power sandy လို့ခေါ်တယ်အတူကောင်ကကျတော့ p sandy ဗောဗျာဆိုတော့သူဒီမှာဆိုလိုချင်တဲ့ power ကဘာလဲဆိုရင်တော့ဒီကောင်မှာပါတဲ့6000 mAh battery ဆိုတော့ 6000 mAh ပါတဲ့ battery ဖုန်းတွေထဲမှာဒီကောင်ကလောလောဆယ်မှာဈေးအနည်းဆုံးပဲနောက်ထပ်အစ်စ်လာမဲ့ဖုန်းတွေထဲမှာလည်းဒီကောင်ဈေးကိုလိုက်မိဖို့တော်တော်လေးခိုင်းရင်မယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ဒီကောင်က battery 6000ပါတာပဲအဓိကလားဆိုတော့မဟုတ်ဘူးဗျဒီကောင်က battery 6000ပါတာအပြင်အခုသူ့ရဲ့ကာဘာပေါ့နော်ဒီကောင်ရဲ့ဒီကာဘာမှာက battery က4000ထပ်ပါတယ်ဗျာဆိုတော့ဒီနှစ်ခုကိုပေါင်းပြီးတော့တက်လိုက်မယ်ဆိုရင်ကျွန်တော်တို့ battery 1000ပါတဲ့ဖုန်းဖြစ်သွားတော့ဆိုတော့ဒီဖုန်းက battery 6000ပါပေမဲ့တော်တော်လေးပေါ့တဲ့အတွက်ဆောနာသူ့ရဲ့ဒီကာဘာပေါ့နော်4000 mAh ဘယ်ရီတုံးကိုထပ်ပြီးတက်လိုက်မယ်ဆိုရင်တော့မှကျွန်တော်တို့ wreckage phone တွေ၄တလောက်တော့မလေးသေးဘူးပြ။တခုတော့ရှိတာကဟောဒီက cover က तू က power bank အနေနဲ့ပဲအလုပ်လုပ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဟို wreckage phone တွေမှာပါသလိုမျိုး1000 mAh နဲ့တော့တူမှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ဒီကောင်က6000 mAh battery ကို4000 mAh power bank နဲ့အားပြန်သွင်းတာနဲ့ပို့ပြီးတော့တူရယ်။ဆိုတော့ဂျားထဲမှာတော့အားသွင်းတာဖြစ်တဲ့ power loss ကတော့ရှိတယ်။အဲ့လောက်ကတော့လည်းထဲထွက်မနေပါနဲ့တော့ဗျာ။ဆိုတော့ဒီကောင်ရဲ့ဒီ power bank က တော့ကာဗာလိုမျိုးတုံးလို့ရတာဖြစ်တယ်တော့လဲရလဲပေါ့ပေါ့ပါတိုက်သွားလို့ရရယ်ဖုန်းကနေကိုကြီးက6000ပါပြီးသားကိုဒီလိုမျိုး4000ပို့သွားရင်ထပ်တုံးလို့ရတာကတကယ်မြန်လိုရာထပ်ကိုပို့နေပါပြီဒီဘက်ထရီက cycle count ထောက်ချပါတိတုံးပြီးသွားမယ်ဆိုရင်တော့မာဒါ percentage ပေါ့နော်ဘက်ထရီက80%ကျွန်တော်ကြံနေမှာဖြစ်တဲ့အတွက်၄နှစ်လောက်ထိအသုံးခံတဲ့ဘက်ထရီလို့ပြောလို့ရတယ် Okay ပြီးပါရင်နောက်ထပ်ပြောချင်တာဒီဖုန်းရဲ့ design ပေါ့နော်ဒီကောင်ရဲ့ design ကတကယ်မြန်ဟို kind of cool ပေါ့နော်မိုက်တော့မိုက်တယ်ဘာလဲဆိုတော့ဒီဖုန်းရဲ့ gaming category နဲ့ကတကယ်မြန်လာလာများမသက်ဆိုင်ဘူးဗျာဒါပေမဲ့ဒီဖုန်းရဲ့ design မှာက gaming vibe အပြည့်ပါတယ်ပြီးပါရင်ကျွန်တော်ကအခု gaming phone တွေပေါ့เนาะအမတချို့ mirroring mirroring ညာ gaming phone လေးရှိရဗျာအဲအဲအဲ gaming phone တွေကိုကျွန်တော်တို့ဖြစ်နိုင်ဒီလို design မျိုးနဲ့တောင်လာစေခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ဒီကောင်က gaming vibe အပြည့်ပါပေမဲ့ gaming phone တွေလိုမျိုးလုံးဝရှုပ်ရှုပ်ချက်ချက်ကြီးမဖြစ်သွားဘူးဗျဘာလို့လဲဆိုတော့တစ်အချက်ကဒီကောင်ကိုတန်းကြီးလိုက်တာနဲ့ဒါ gaming vibe ကိုတန်းပြီးတော့ရတယ်ပေါ့เนาะပြီးတော့နှစ်ချက်ကဘာလဲဆိုရင်တော့ gaming phone တွေလိုမျိုးလုံးဝပြ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 ရှုပ်ရှုပ်ချက်ချက်ကြီးမဖြစ်နေဘူး အယောင်နေနဲ့ကကြတော့၄ယောင်နဲ့လာတယ်အခုကျွန်တော်လက်ထက်မှာရှိနေတဲ့အယောင်လေးကကြတော့ငွေယောင်လေး metallic silver ပေါ့နော်ဒီကောင်က glass တော့မဟုတ်ဘူးအဲပြီးွားရင်သူကလက်ရတော်တော်လေးထင်တယ်ပေါ့နော် maybe ဒီယောင်ကြောင့်လည်းဖြစ်နိုင်တယ်ဗျဒါ cover ဒီ charging cover တက်ကန်လိုက်မယ်ဆိုရင်လည်းပျောက်သွားတယ်သူ့ဘူးထဲမှာပါတယ် cover အကြီးလေးကလည်းတကယ်မျိုးတော်တော်မိုက်အကြီးဆိုပေမဲ့ဟိုလိုအကြီးအဖြူမဟုတ်ဘူးဗျာဒါအနောက်အနောက်အကြီးဆိုတော့နည်းနည်းဝါချင်းချင်းဖြစ်တာလည်းအများကြီးတော့ပါတယ်ကျန်တဲ့၃ယောင်အနေနဲ့ကကြတော့ marine ရယ် black ရယ် bronze ဆိုပြီးတော့အယောင်တွေရှိတယ်ဗျာ ဒါကျွန်တော်ကတော့ဒီ marine ဆိုတဲ့ဟိုအပြလိုလိုခရမ်းလိုလိုအကြောင်းလေးကိုနည်းနည်းလေး personally ပိုသဘောကျရလို့ထင်တယ်။ဆိုတော့ camera အနေနဲ့ပြောရမယ်ဆိုရင်တော့အခုဒီမှာကျွန်တော်တို့သုံးလုံးပြုလို့ထင်ရတယ်ဆိုပေမဲ့တကယ်ပဲနှလုံးပေါ့နော်။တသိမ်းမှတ်ကပဲဆိုရင် main camera တစ်လုံးနဲ့ဒါ depth sensor တစ်လုံးနဲ့ပါတယ်ဗျ။ပြန်ဟိုဒီအောက်ကကောင်လေးကအလှထည့်တာမဟုတ်ဘူး။ဒီကောင်ကဘာလဲဆိုတော့ကျွန်တော်တို့ Xiaomi တွေမှာ ပါနေကြဒါအရာဘလတ်စတာလို့ပေါ့နော်ဒီကောင်လည်းခက်တီတီနဲ့ခေါင်းမှမထဲတော့ဘဲနဲ့ဒါကျွန်တော်တို့ Xiaomi ရဲ့ flash တွေမှာပါတယ်လို့မျိုးကင်မရာနဲ့တခါတည်းအနောက်မှာတခါတည်းအရာဘလတ်စတာကိုထည့်ပေးလိုက်တာဆိုတော့ဒီအရာဘလတ်စတာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ကျွန်တော်မှာတကယ်ကိုကောင်းတဲ့ experience တစ်ခုရခဲ့ပါတယ်။ဘာလဲဆိုတော့ကျွန်တော်တို့အိမ်က aircon က remove ပြောင်းနေတာကျွန်တော်ရဲ့ဒီ Xiaomi phone နဲ့ဟို remove ကိုတုံးတဲ့အချိန်မှာအဲ့ဒီ channel ကိုမမီဘူးဗျာမမီဘူးဆိုတော့ကျွန်တော်ဒီ i10 နဲ့စမ်းကြည့်တယ် i10 နဲ့စမ်းကြည့်တဲ့အချိန်မှာကျွန်တော်ရဲ့ဒီ အဲကောမော်ဒယ် channel ကိုသွားပြီးတော့မိတယ်ဆိုတော့ဒါလည်းတကယ်ပြောရင်တော့တော်တော်လေးအသုံးဝင်တယ်လို့ပြောလို့ရတယ်။ Safi အနေနဲ့ကကျတော့အိမ်မက်ကပဲပါမယ်ဆိုတော့အခုကျွန်တော်ပြထားတဲ့ပုံလေးတွေကဒီ IDF P sample ကနေရိုက်ထားတဲ့ပုံထွက် quality လေးတွေပါ။ ဲ့တော့ Helio G50 Ultimate ဆိုလို့လည်းစိတ်မဆိုးကြပါနဲ့ဟုတ်ဘာလို့လဲဆိုတော့သူ့ဈေးသူ့တန်းသူ့တန်းကြီးနဲ့ကြောင့်ကျွန်တော်ပဲရမှာပြကျွန်တော်ရဲ့ဒီဖုန်းတန်းကြီးကတကယ်မဲ့၄သိန်းကျွဲဝန်းကျင်မှာပဲရှိတာပါဖြစ်နိုင်မယ်ဆိုရင်တော့ကျွန်တော်ထင်တာ၄သိန်း၆တောင်းလောက်တော့ဖြစ်နိုင်မယ်လို့ထင်တယ် Okay အဲ့တော့ဒီဈေးတန်းဝန်းကျင်ဖုန်းလုံးနေတဲ့တကောင်မှာပန်ရှိုးကင်မရာပါတယ်စိုက်မောက်တဲ့ finger print ပါတယ်အဲပြီးွားရင် one only hash ပါတယ်ပေါ့ဗျာဒါကတော့ဟို၄သိန်းကျွဲအနေနဲ့ဖြစ်တဲ့ specification တွေပြီးွားရင်သူ့ရဲ့ brightness က HPR မှုမှာ900 next လောက်ထိရတယ်ပေါ့နော်ဒါ higher ဆိုရင်တော့ကျွန်တော်ထင်တယ်တထောင်သားတော့ကတ်မယ်တထောင်တော့ပြည့်ကြမှာပြည့်လိမ့်မယ်ဆိုတော့ဒီဖုန်းရဲ့ဒီ display မှာကျွန်တော်မကြိုက်တဲ့အချက်ဒါမှမဟုတ်ရင်အေးပေါ့မကြိုက်တဲ့ချက်လို့ပဲပြောမှာသူသေးတဲ့ဖုန်းတွေအကုန်လုံးကဒီလိုပဲလာတာဗျာဘာလဲဆိုတော့ဒီကောင်းရဲ့ display ဘောင်တွေကဟိုဗာလဲ နည်းနည်းလေးထူရပါတော့ဆိုတော့အောက်ကချင်းကလည်းအဲ့ဘောင်တွေထက်ဆိုင်နည်းနည်းလေးပို့ပြီးတော့ထက်ထူသေးတယ်ဆိုတော့ pixel 9a လောက်တော့တွားပြီးတော့ကြာတယ်ပေါ့နော်ပြီးွားရင်နောက်ထပ်အချက်ကကျတော့ 720p ဖြစ်နေတယ်ဆိုတဲ့အပိုင်းမှာဘာဖြစ်ဖြစ် budget ဖုန်းတွေကွာဒီဈေးတန်း၄သိန်းခွဲဆိုတာတကယ်ပြောရင်တော်တော်လေးဟိုနှိမ့်နေဈေးဖြစ်နေပြီဆိုတော့ဒီဈေးတန်းမှာကျွန်တော်တို့ 720p ရပါဗျာများအတွန်းတက်စရာရှိလဲလို့မင်းရင်တော့အခု2025ရောင်းနေပြီဆိုတော့ budget ဖုန်းတွေကိုလည်း 1080p ဆိုတဲ့အရွေးလေးတစ်ခုတော့ဖြစ်စေချင်တယ်နောက်ထပ်နည်းနည်းလေး low budget ရှင်တဲ့အပိုင်းကဘာလဲဆိုတော့ဒီကောင်မှာ 6000mAh battery ပါနေရဆိုပေမဲ့လည်းသူရဲ့ charging watt က 80w ဖြစ်နေတယ်ဆိုတဲ့အပိုင်း ပေါ့နော်ဒါပေမဲ့အဲ့လိုကျွန်တော်ကသွားပြီးတော့ဗျာဒီကောင်80ဘတ်ပဲပါလားဟာမင်းအသွင်းလာကြမှာပေါ့အဲ့လို blame ရအောင်လဲသူ့ဈေးတန်းဝင်ကျင်ဖုန်းတွေအကုန်လုံးကတကယ်မျိုး80ဘတ်တန်ကြီးပဲအကုန်လာတာဆိုတော့ဘယ်လိုပြောရမလဲအဲ့ဒီဈေးတန်းဝင်ကျင်ဖုန်းတွေအကုန်လုံးကိုကျွန်တော်လိုက်ပြီးတော့ blame ပါပဲတွန်းတင်ပြီးမှပဲရမှာကွာဒါတော့ဟိုဒီဈေးတန်းမှာသုံးမယ်ဆိုရင်80ဘတ်ကတော့မဖြစ်မနေ ပါမှာပဲဆိုတာသိထားသင့်တယ်ပြီးရင်ဒီကောင်းမှာနောက်ထပ်ကောင်းတဲ့ချက်ကဘာလဲဆိုတော့ကျွန်တော်သုံးမှုရဲ့ဒီ၄သိန်းခွဲတန်ဝင်ကျင်ဈေးဖုန်းနေပေါ့နော်အမှဘာရှိလဲဆိုတော့ Redmi 13C ရှိတယ်ပြီးွားရင် Infinix Note 15i ရှိတယ်အကောင့်နေမှာဆိုရင်ဘက်ထရီကဒါ9000ဝင်ကျင်ပါကြတယ်ဗျာဆိုတော့အဲ့ဒီဖုန်းတွေတောင်မှကျွန်တော်သုံးခဲ့တဲ့အချိန်မှာတော်တော်လေးဘက်ထရီခံတယ်အဲ့ဒီဘက်ထရီခံတဲ့ budget ဖုန်းတွေထက်ကိုတထောင်ပိုပါတဲ့ဒီဖုန်းကဘယ်လိုပြောမလဲကျွန်တော်သုံးရင်းသုံးရင်းနဲ့ဟိုမေ့သွားတယ်ဗျာမေ့သွားတယ်လို့ပဲပြောမှာလုံးဝမေ့သွားပြီးတော့ ဟိုဘက်ထရီတောင်ဘယ်လောက်ကြံလဲကြီးဖို့အဲ့လိုသတိမရတဲ့အထိဖြစ်တယ်ပြီးွားရင်ဒီချက်ချင်း case ပေါ့နော်ဒီချက်ချင်း case နဲ့ပဲသုံးကြီးတဲ့အချိန်မှာ ီကောင်ရဲ့ဖုန်းအားဘယ်လိုပြောရမလဲဟိုနေ့ရက်နေ့ရက်သုံးရက်လောက်ကိုဗျာသွင်းပြမလို့ပဲနဲ့ပြထားလို့ရတဲ့ဒီဇိုင်းဖြစ်နေတာတော့တော်တော်လေးလို့ပါမိုက်တယ်ပေါ့နော်မိုက်တယ်လို့ပဲပြောရမှာဆိုတော့ဒီနေ့တော့ Intel P70 Fast Impression ကတော့ဒီလောက်ပါပဲဘက်ထရီတော်တော်ကြီးခိုင်တဲ့ဖုန်းလို့ပြောလိုက်တော်တော်ကြီးနော်တော်တော်ကြီးတော်တော်ကြီးခိုင်တဲ့ဖုန်းဒီကရန်ဆိုရင်လည်း8 GB ကိုနောက်ထပ် Extended 8 GB ထပ်ပြီးတော့တိုးလို့ရမယ်128နဲ့လာမယ်ပြီးွားရင်ရေဆိုးရေဆင်းလဲအတော်တင်ခိုင်နိုင်သေးတယ်ပြုတ်ကြတဲ့တိုင်လည်းတော်တော်လေးခိုင်နိုင်တယ်ပြီးတော့နောက်တစ်ခုကောင်းတာကဒီကောင်ရဲ့4000 mAh ပါတဲ့ charging case ပေါ့နော်ဒီကောင်က ဟိုတက်ပေါင်း mAh ဖြစ်သွားရဆိုပေမဲ့လေဖုန်းကတော်တော်လေးပော့ရတဲ့တည်းမှာပါတယ်ဗျအရင်ကြီးပါဝါရလို့ပြောလို့မရဘူးပေါ့နော်ဒါပေမဲ့တော်တော်လေးကိုပော့သေးတယ်ဆိုတော့ကျွန်တော်အပြင်လေးဘာညာသွားမယ်ဆိုရင်လည်းတသက်ကြီးပါဝါဘက်မလို့တော့ဘဲနဲ့အဟုတ်လိုမျိုးကေ့စ်လေးတက်လိုက်ရုံနဲ့စတိုင်ကြကြကိုင်းလို့ရတယ်ပေါ့ဗျာဆိုတော့ဒီ၄သိန်းခွဲဆိုတဲ့ဈေးတန်းလေးမှာအခုလိုမျိုးဒီဇိုင်းလှလှလေးနဲ့စတိုင်ထုတ်ပြီးတော့ပဲများခြင်းတဲ့သူတွေတော့ဒီဖုန်းလေးကတော့တန်တယ်လို့မြင်ပါတယ်ဟုတ်ကဲ့ပါဒီနေ့တော့ idea PSMB ရဲ့ first impression video လေးကတော့ဒီလောက်ပါပဲကျွန်တော်တော့အောင်သက်မှာအဆုံးထိကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်